အလုံးဝမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့လက်ရှိအဆင့်တန်းဟာသွားစင်သမတ်ချက်မှာဘယ်လောက်ရှိပြီလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဒူးရီဟာဗဇလီဒသမ8တန်းခန့်ရှိပြီးကမ္ဘာပေါ်မှာ28နိုင်ငံမြောက်ဒူးရီအများဆုံးနိုင်ငံဖြစ်ပါတယ်မြို့နယ်လူရေ18တန်းခန့်ရှိပြီးတော့ကျေးလက်နေလူရေ36တန်းခန့်ရှိပါတယ်ကျေးလက်နေမြို့ပြဟာနှစ်ဆလောက်ကွာခြားပါတယ်ဒါပေမဲ့ယောက်ျားမိန်းမအချိုးစားကတော့အရင်ကြီးကွာခြားခြင်းမရှိပါဘူး ယောက်ျားလေးရ29.3တန်းခန့်ရှိပြီးတော့မိန်းကလေးရ29.5တန်းခန့်ရှိပါတယ်။အွန်လိုင်းမှာကောလာဟလာပြန့်နေသလိုမျိုးမိမအူကြီးအစမတန်များပြားနေတယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ဆက်လက်ပြီးတော့ GDP လို့ခေါ်တဲ့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုးကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။2024ခုနှစ်မှာအမေရိကန်ဒေါ်လာ69ဘီလီယံရှိပြီးတော့2025ခုနှစ်မှာအမေရိကန်ဒေါ်လာ66.2ဘီလီယံရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒီလိုဆိုရင်တူချင်းတစ်နှစ်စာဝင်ငွေကလည်းအမေရိကန်ဒေါ်လာ1250ဒေါ်လာရှိမှဖြစ်ပါတယ်။ကျွန်တော်ဒါကိုတစ်ချက်တွက်ပြပေးပါမယ်။ဒေါ်လာကိုမြန်မာကျပ်ငွေ3500ဆိုရင်ကျွန်တော်တူချင်းစီရဲ့တစ်နှစ်တာဝင်ငွေက43သိန်းကျော်ဖြစ်ပါတယ်။ဒေါ်လာသာဝင်ငွေကတော့3သိန်း6000ကျော်ပဲဖြစ်ပါတယ်။ဒီလိုဆိုရင်ကမ္ဘာမှာကျွန်တော်နိုင်ငံရဲ့ဝင်ငွေအဆင့်တန်းဟာ2024ခုနှစ်မှာအဆင့်80ခုဖြစ်ခဲ့ပြီးတော့2025ခုနှစ်မှာအဆင့်86ဖြစ်မယ်လို့ခန့်မှန်းထားပါတယ်။ ဒါဟာတနိုင်ငံလုံးရဲ့ဝင်ငွေအဆင့်တန်းဖြစ်ပြီးတော့ကျွန်တော်တို့အချင်းစီရဲ့ဝင်ငွေအဆင့်တန်းဟာကမ္ဘာအဆင့်မှာ160ဖြစ်ပါတယ်။အဆီယံမှာတော့ကျွန်တော်တို့ထက်တူးကြဝင်ငွေနည်းတဲ့နိုင်ငံမရှိတော့ပါဘူး။ဆက်လက်ပြီးမြန်မာနိုင်ငံရဲ့အကျယ်ဝင်ကိုဖော်ပြပေးပါမယ်။ Area Australia မှာ26000ကျော်ကျယ်ဝင်ပြီးတော့ကမ္ဘာမှာ40မြောက်အကြီးဆုံးနိုင်ငံပဲဖြစ်ပါတယ်။စီဝိုင်းလုံငန်းစတင်ရန်လွယ်ကူမှုအခြေအနေမှာတော့ကမ္ဘာအဆင့်190ပဲဖြစ်ပါတယ်။ဘာဖြစ်လို့ဒီလောက်ထိနှင်းကျနေရတာလဲဆိုတာကိုဥပမာအချုံနဲ့ဆက်လက်ဖော်ပြပေးပါမယ်။ ရှင်းလင်းမြောက်နိုင်မှုရရှိဖို့မလွယ်ကူခြင်းနဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေတွေခိုင်မာမှုအားနည်းခြင်းတွေအပြင်နိုင်ငံရေးပဋိပက္ခတွေကြောင့် cloud အခြေအနေဆိုးဝါးနေရခြင်းပဲဖြစ်ပါတယ်။ခုလိုဘူတုဒဖြစ်ဖွယ်အကြောင်းအရာတွေကိုနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ဖော်ပြပေးသွားပါမယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။